ပိတ်တများအောင်လို့မေမလာပါရှင်ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါတယ်ရှင်ဒီကနေ့ပိတ်တတွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့တခါတော့ကရွာငယ်လေးရနာကအိမ်လေးတင်းမှာတော့အရင်ကစေအနွမ်ပါရင်ပိသားစုတစုနေထိုင်ကြပါတယ်သူရဲ့အိမ်လေးကတော့မိုးမလုံးပါဘူးအိမ်လေးတင်းမှာနေရနဲ့မိုးရိုနေပါတယ်သောတိရာတို့ကတော့မိုးရီတွေကိုပုံနဲ့ခံထားကြပါရဲ့ အခုတလောမိုးတွေကရမ်းရွာနေပါတယ်။အကျော်လေးကိုအိုဟောင်းနေပြီဖြစ်တဲ့အင်းလေးတဲမှာတော့ဥတင်ရွှေရာကတင်လေးပေါ်လင်းလျောင်းနေပြီးအသက်22နှစ်အရွယ်ရှိပြီဖြစ်တဲ့သူစားတော့ကတိရဲ့ဘေးတစ်ဖက်မှာနေထိုင်နေပါတယ်။ထိုင်နေပါတယ်။အဖေဖြစ်သူကတော့ကြောက်တရားကြောင့်လက်မလျှောက်နိုင်တာကြပါပြီ။အခုဆိုရင်ဥတင်ရွှေရောသူစားတို့ကအရင်ကိုပိုက်စားနေကြပါတယ်။အိုးကြည့်စမ်းမအောင်တမလီမိုးတွေကဘလောက်တောင်ရွာနေရလဲ။ခေါင်းမိုးပေါ်နေမိုးရေတွေကရိုစေချနေလိုက်တာ။ ဆိုရင်ပါနေဖေတမင်ပြင်းရင်အဝင်နဲ့တေချာတို့လိုက်ပါတယ်။မင်းရဲ့မိကလည်းပြတ်မလာသေးဘူးလားမသိ။အဖေတော့အရင်ကိုဖိုက်ဆာနေပြီ။မန္တကြီးကဘာမှမစားသေးဘူး။အဖေအမေပြန်လာတော့မှာပါခဏပဲဆောက်လိုက်ပါ။အပြစ်မာတော့မိုးတွေကတဲတဲပင်ပင်ရွာချနေပါတယ်။ခုချိန်ထိမိုးတွေကမစေသေးပါဘူး။ခဏကြာတော့တကားခေါက်တဲကိုကြားရရတာကြောင့်ဒူစားလေးအမြန်တကားကိုဖွင့်ပြလိုက်ပါတယ်။တီရာကတော့လက်ထေမှာအကျွတ်တထုတ်ကိုကင်ထိုင်အင်္ဂလိပ်ထေကိုအမြဲဝင်လာခဲ့ပါရဲ့ တူတကုံလုံးကမူရီတွေဆူရှဲနေပါတယ်တမလီစောက်နေရကြပြီလားအမေနည်းနည်းကြာသွားတယ်ဒီနေ့တော့အတင်ဆိုင်ယုံပါပဲချက်ပြုတ်စရာမလိုတော့ပါဘူးအမေလလုတ်တဲ့အိမ်ကစားတော့စရာတွေကိုယူလာခဲ့တယ်မိမမင်းဘာတွေယူလာခဲ့ရလဲငါလိုဒီနေ့တခြားစားတော့တွေကိုယူလာခဲ့ပါတယ်တော်တီရာလည်းသူယူထားတဲ့စားတော့စရာတွေကိုစံထည့်ပြင်ဆင်လိုက်ပါတယ်တော်တီရာတော့သူရဲ့မိသားစုအပေါ်အရာတိတက်တူဖြစ်ပါတယ်ခဏကြာတော့သူတို့မိသားစုလည်းစားတော့ပြီးတာနဲ့အိတ်လိုက်ကြပါတယ် သူတို့အိတ်ပေါ်သွားတဲ့အချိန်အထိအပြစ်မမိုးတွေကမဆဲသေးပါဘူး။မနေ့ပိုင်းမှာတော့နေအောင်ကြီးကိုတွေ့လိုက်ရပါတယ်။အင်းရဲ့အပြစ်မတော့မိုးတွေကထားလို့မြေတွေကဆွဆွနေပြီးပွက်ချနေပါတယ်။ဒေါ်တီရာကထုံးစံအတိုင်းအလုပ်သွားဖို့လုပ်ပါတယ်။မိမိကြိုးစားရတော့နော်။မိုးလေမိနေပါဦးမေ။အမေတွေစိတ်မပူပါနဲ့။အမေဒီနေ့လည်းတမင်တို့စားတော့ကိုတခုခုယူလာခဲ့ပါမေ။ပြပြောဆူဆူနဲ့ဒေါ်တီရာလေးအလုပ်သေးကိုချက်သွားခဲ့ပါတယ်။ တော်တီရာကလို့တဲထထွားရကိုကြည့်ပြီးအင်းနီနာကျင်တွေကတည်သူရှိမောကြပါရယ်သူတို့ကတော်တီရာကိုကြည့်ကလောင်ပြောင်းခဲ့ကြပါရယ်ကြည့်ပါဦးသူလုံသေးကိုသွားပြီးသူရဲ့အိမ်ကလည်းနေရံတွေကျိုးနေကြပြီးမိုးတွေကယိုးနေအလောက်ကနေပြန်လာရင်လည်းလက်ပလာနဲ့တကားမှပြန်မလာလင်းပြောရမယ်နဲ့သူရဲ့သမီးကလည်းအခုဆိုလက်ထက်ရမယ့်အရွယ်ကိုရောက်နေပြီသူ့ဘဒူကလက်ထက်ချင်ပါလေတော်တီရာကအခုလိုပြောနေရကိုကြတော့မြေကြီးတွေဝဲလာပါရယ် သူမကတော့ဘာမှမပြောပါဘူး။အလုပ်ထိကိုပဲသွားလိုက်ပါတယ်။သူတို့ကကိုကျင်းစာစိတ်ကိမဲ့လိုက်တာ။ဘာလို့ငါတို့မိသားစုကိုလောင်ပြောင်ကင်းရင်နေကြလဲ။သောတိရာကတော့အာတင်အလုပ်ကိုအမြင်သွားလိုက်ပါတယ်။ဒုစာတော့အမေဖြစ်သူအလုပ်သွားတော့အိမ်မှာအထဲချုပ်နေလိုက်ပါတယ်။ဒုစာကအမေဖြစ်သူပေါ်လိမ်မာတည်တတ်ပါတယ်။တမလေးပြန်မနေပြီ။ဖေလေကျွန်တော်ကောင်းရင်တကူကူလောက်ပါမယ်။မင်းရဲ့အမေလည်းပြန်မနေပြီ။ အပြင်မှာမိုးရေကရွာလာတော့အိမ်ထဲကိုမိုးရေတွေယူကျလာပါတယ်။ဒုစားလည်းမိုးရိုနေတဲ့နေရာတွေကိုရေပုံးနဲ့အမြန်လိုက်ခံထားလိုက်ပါတယ်။ခဏကြာတော့အပြင်မှာအမောင်ကျသွားသလိုမိုးနှင်းငယ်ဆဲသွားပြီးတော့ဒီရာလည်းအိမ်ကိုပြောင်းလာခဲ့ပါတယ်။တမလီဒီနေ့တော့အမေဘာမှမပါလာခဲ့ဘူး။အမေတို့မနေ့ဆော့ဆော့ကျမပဲတကူကူစားတော့ကြအောင်နော်။ အလုံးကတော့အတန်တိတ်ဆိတ်နေပါတယ်။အပြင်မှာမိုးရေကရင်ကိုကျက်နေလို့ရှိပါတယ်။ကြော်တီတာကဖျောင်းတိုင်းမီတွန်းလိုက်တော့ဥတင်ရွှေကကတင်ပေါ်မှာပဲအိတ်လိုက်ပါတယ်။မိမမင်းရောဘာစားလာလဲ။ငါလည်းဒီနေ့ဘာမှမစားလာခဲ့ရဘူး။ဒူစာကအမေဖြစ်သူရဲ့လက်ကိုကိုင်လိုက်ပြီးအပေးနှစ်တိတ်လိုက်ပါတယ်။အမေဘာမှမဖြစ်ပါဘူး။တမီတို့မနေ့ကျရင်တခုခုပြင်ဆင်စားတော့ကြတာပေါ့။မင်းဆောစောကိုရောက်လာတဲ့အချိန်မိုးရေမဆဲသေးပါဘူးလမ်းပေါ်မှာလည်းရေတွေကပြေရှင်လာပါတယ် ။တမလီဒီနေ့လေမိုးရေကမဆဲသေးဘူး။ဒါမဲ့ငါလို့သွားဖို့လူတွေမိုးရေရေရှင်းနေတော့ဘယ်လိုသွားမှလဲမသိဘူး။အမေဒီနေ့အလုပ်မသွားပဲတရက်အနားယူလိုက်ပါလား။အဲ့ဒီချိန်မှာတော့ခန္ဓာတေဝလာတဲ့အင်းတိန်ကမိသားစုကစာကောင်တောက်ခွေရာတွေကို စားတောင်းနေကြပြီးအစားစာတွေအများကြီးကျန်နေသေးတာကိုမိုက်ပုံတဲတော်ရောက်စုပြည့်ခိုင်းနေရကိုတွေ့ရပါတယ်။အစီကံတွေကစားတောက်ခွေရာတွေကို လာရောက်စုပြည့်နေကြပါတယ်။ဟိုးမေ ဟိုမှာကြည့်ပါဦးသူတို့ကစားတော့စရာတွေများကြီးကြံ့နေတာကိုလောက်ဆုပ်ပြနေကြပါလားသူတို့ကတမ်းမှုမသိကြဘူးဟုတ်တယ်တမလီအကွာကဘာကြီးမှာဆင်းရဲငဲ့မဲ့မှုတွေကိုခံစားနေရတယ်အစားအသောက်တွေကိုတမ်းမှုမထတာကမကောင်းပါဘူးဟုတ်တယ်မိမငါတို့ဆိုရင်ငဲ့မှုနေရတယ်စားတော့ဘူးကလည်းနည်းနည်းလေးမှတော့မရှိဘူးသူတို့ကခုလိုစားတော့စရာတွေကိုဆုပ်ပြနေရကုန်မြင်တော့လက်မျောမိတယ်နောက်တနေ့မနေ့ဆောစောမှာတော့ဒေါ်တီရာလည်းအလုပ်တွေကိုသွားလိုက်ပါတယ် ဒီနေ့လည်းမိုးနှင်းငယ်ရွာနေပါတယ်။ဒေါ်တီရာကလုံထဲကိုရောက်တော့ဒေါ်ပြုံးကခုလိုပဲပြောလိုက်ပါတယ်။မင်းရောက်လာပြီလား။ဒီနေရာငါသားရဲ့မွေးနေ့ပဲ။မင်းတေချာပြင်ဆင်ချက်ပြောလိုက်နော်။ဒီမှာမင်းအတွက်မိုးအိမ်ပြန်ရင်ယူသွားလိုက်နော်။ဒေါ်တီရာကတော့ဒီနေ့အရင်ဝမ်းသာနေပါတယ်။သူလည်းအိမ်ကိုအမြန်ပြန်လာလိုက်ပါတယ်။ဒေါ်တီရာကတော့စိတ်လည်းလှုပ်ရှားနေပါတယ်။အမေဒီနေ့ပြုံးပြော်နေပါလား။ဟုတ်တယ်သမီးလေး။ဒီနေ့ကအမေလုံနေတဲ့အိမ်မှာမွေးနေ့ပဲရှိရလိမ့်။အခုအမေကိုမုတ်တီပေးလိုက်တယ်။စပိုင်စီမုတ်လေးသမီး ။အမေမေအရင်ကောင်ကောင်းတာပဲ။အမေကိုပြေးလိုက်တဲ့စပိုင်စီမိုးဆိုတာတခါမှတမင်မဆပ်ဘူး။သူစားလဲမိဖို့ခံနေကိုသွားပြီးပါလာတဲ့ဟင်းနဲ့တွေကိုပြင်ဆင်လိုက်ပါတယ်။အားလုံးပြီးတော့တော့သူတို့အားလုံးလည်းပိုက်ဆာစားနဲ့စပိုင်စီမိုးတွေကိုအားပါတရားစားရင်ကြပါတယ်။အမေမေအရင်အရသာရှိတယ်။ဟုတ်တယ်မေမ။ဒီမုတ်ကအရင်ကိုဆောက်လို့ကောင်းတာပဲ။ကျမတော်သူရဲ့တောင်းမွေးနေမှုကျွန်တော်အရသာရှိတဲ့မုတ်မျိုးစားဖို့ရာဒီမုတ်ကလက်ဆက်တဲ့ဟင်းသီးဟင်းရည်တင်နေလေရောပြီးတော့စားအားလေ ။ဟိုမီတမီးတို့လေဒီမုတ်မျိုးလုံးဆိုင်အရင်ကိုပြောစရာကောင်းပါပဲ။ဒါဘောတမီးရဲ့အမေဒီမုတ်ကိုကောင်းကောင်းလုပ်တတ်ပါလေ။တော်ဒီရာကလာစားထုတ်တော့ spicy မုတ်ထုတ်ကိုလုပ်ဖို့အတွက်လိုအပ်တာတွေကိုစီတင်မှာတော်ဝင်လိုက်ပါရယ်။သူမတို့လိုအပ်တဲ့ဟင်းသီးရွက်တွေကိုဝယ်ယူပေးရနဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါရယ်။အမေအများကြီးဝယ်လာလား။ဟုတ်တယ်သမီးလေး။အပြင်မှာလေမွေးရွာနဲ့အမေတို့ဒီမုတ်လေးလုံစားကြ။ အဲနောက်မှာတော့သူစားကမုံလုံးကိုအတွက်အမေဖြတ်သူကိုကုညင်လုတ်ခိုင်းပေးပါရယ်သူစားကမုံအတွက်အနေရအောင်အရင်လုတ်ပြီးအိုရေရော်ပြီးမွေးပါရယ်အနဲ့ကအရင်ကိုမွေးကြိုင်ပါရယ်မွေးပြန်ပြီးစားခြင်းစရာကောင်းတဲ့အနေအထားအဲနီနာချင်းတော်လုံးကချက်ချင်းဆိုသလိုဒေါ်တီရာရဲ့အင်ကိုရောက်လာခဲ့ပါရယ်အိုးဘာလို့လုံနေကြလဲမွေးလိုက်တာရက်ွက်တင်မနေကပြက်နေပြီဟုတ်တယ်ကျမတို့ဒီနေ့မုံလုံးစားကြလေလာပါဒီမှာလာစားကြည့်ပါဦးတော်လုံးကမုတ်ကိုစားကြည့်လိုက်တာအရင်ကိုခြိုက်သွားပါတယ် ။"အိုး၊မုတ်ကရန်ကိုဆောက်လို့ကောင်းတာပဲ။ဒီလောက်ရတာရှင်ရမုတ်မျိုးမစားဘူး။ဒီမုတ်ကပထမဆုံးနေနဲ့လှုပ်တာလေ။ဟုတ်တယ်၊မင်းကြိုက်သွားပြီလား။နောက်တနေ့မှာတော့ဒေါ်သီရာကအလုပ်တော်မလုပ်လို့တော့တော့သူစာစီကိုသူငယ်ချင်းတယောက်ကဖုန်းခေါ်လာပါတယ်။သူစာ၊ငါမင်းစီကိုလာလေချင်တယ်။ငါလည်းမင်းနဲ့မတွေ့ရတာကြာပြီလေ။လာပါသူငယ်ချင်း၊ငါဆောက်နေပါမယ်။သူစာလည်းအဲ့ချောင်းတွေကိုအမေဖြစ်သူကိုအမြန်တော့ပြောပြလိုက်ပါတယ်။ အမေသမင်းသူငယ်ချင်းလာလိမ့်မယ်သူ့သမင်းစပိုင်စီမုတ်လေးကျွေးခြင်းနေရပါတယ်သမင်းအမေလှုပ်ပေးပါမယ်ဟုတ်ကဲ့မေသမင်းကျေးဇူးတင်ပါတယ်တိတ်မကြမြင်ပါပဲသူစားရဲ့သူငယ်ချင်းဆွဆွေကရောက်လာပါတယ်ဆွဆွေကကားနဲ့အိမ်ကိုရောက်လာတာဖြစ်ပြီးသူစားကိုလည်းအရန်တွေ့ချင်နေပါတယ်ဟုတ်သမင်းလေးလာပါမိုးရီကလည်းရွာနေပါလားလာပါသမင်းလေးသူစားနေဆဆွေတို့ကစကားရအတူတူပြောနေကြတော့တောကြီးရကမုတ်ကိုယူလာပေးပါတယ်အလုံးအလေးမုတ်တွေကိုအတူတူစားလိုက်ကြပါတယ် ိုးမုတ်ကအရန်ဆောင်လို့ကောင်းတာပဲဒီလိုရတာရှိတယ်မုတ်မျိုးလုံရရင်မင်းတို့အတွက်ပိုးစင်ပြလာလိမ့်မယ်တကယ်လားဆွေဆွေစစ်စွေကတော့ဒေါ်တီရာရဲ့မုတ်ကိုအရန်ကြိုက်သွားပါတယ်အဲနောက်မှာတော့စစ်စွေကဒီမုတ်ကိုလုံရောင်ဖို့အကြံပေးပြီးထတ်သွားပါတယ်ဒေါ်တီရာနဲ့တူစားတို့ကစစ်စွေပြောသားတာကိုစဉ်းစားနေကြပါတယ်အမေသမီးတို့သူပြောသလိုလုပ်ရင်ကောင်းမယ်တဲ့အိမ်အတွက်လည်းဝင်ငွေပူရလိမ့်မယ်ကောင်းမလဲသမီးလေးအမေတို့စမ်းချကြတာပေါ့နောက်တနေ့မှာတော့တော်တီရာတို့ မုံစာရောင်းကြပါတယ်။အစပထမနေ့မှာတော့မရောင်းရပါဘူး။နောက်တနေ့မှာတော့မုတ်ကပို့ပို့ရောင်းလာရပါတယ်။ရွာလေးတွေကဒူရီရလေးဒေါ်တီရာရဲ့မုတ်ကရန်ကုန်ဆက်လုပ်ကောင်းတာတည်သွားကြပါတယ်။နောက်ပိုင်းမှာတော့ဆိုင်လေးမှာလူအမြဲတိုးကျနေလေးရှိပါတယ်။ဒီနေ့မှာတော့တထေတယောက်ကဒေါ်တီရာရဲ့ဆိုင်ကိုရောက်လာပြီးပုံမှန်စာကြည့်လိုက်ပါတယ်။တတိကြီးကတော့အရင်ကရတာရှိတာကြောင့်သဘောကျသွားပြီးဒေါ်တီရာတို့ကိုသူရဲ့ဟိုတယ်မှာခုလိုမုံမျိုးလုံရောက်ဖို့ကန့်လိုက်ခဲ့ပါတယ်။ တော်ဒီနာရိုသားမီကတော့အခုလိုကလန်းချက်ကြောင့်အရင်ကိုပြောသားခဲ့ပါတယ်။အနောက်ပိုင်းမှာတော့တော်ဒီနာရိုကဟိုတယ်ရဲ့စားထောက်ဆရာအနေနဲ့လုပ်ကိုင်းပေးခဲ့ပါတယ်။သူတို့ရဲ့လက်ရာကိုအားလုံးကတက်ကြပါတယ်။အခုဆိုရင်သူတို့မိသားစုလေးဟာအိမ်တက်လေတလုံးဝယ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ဥတည်ရွှေရဲ့ကျောင်းကလည်းပုံမှန်တန်လျှောက်နိုင်သွားပြီဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့ပျော့ပျော့ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတယ်။